ါပါကြည်ဘလော့ကနေကြိုဆိုလိုက်ပါတယ်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့နေကျအင်္ဂလိပ်အစိုးရတွေကိုနီးမျိုးစုံဒုက္ခပေးကာလှည့်စားနိုင်ခဲ့တာကြောင့်ခန်းစည်းပေးသူအားစုတော်ငွေ9000ကျပ်ပေးမယ်လို့ထုတ်ပြန်ရတဲ့အထိအရှိန်အဝါရှိခဲ့တဲ့သူကတော့ဘူဆန်ဖဲပဲဖြစ်ပါတယ်ဘူဆန်ဖဲဟာမြန်မာနိုင်ငံမှာ ပထမဆုံးစုတော်ငွေအထောက်ခံရသူတူဦးလည်းဖြစ်ပါတယ်ဘူဆန်ဖဲကိုမြန်မာတက္ကသိုလ်1269ခုနှစ် တကူလိုက်ပြီးဂျော်ဆယ်ရဲ့အင်္ဂါနေ့တွင်တာစီမြို့နယ်ငုံရင်းလွယ်ဘွက်ချားရွာ၌ဖွားမြည်ပြီးအဖမှဥဖူသိမ့်နှင့်အမိဂျော်ဆယ်မဲတို့ပဲဖြစ်ကြပါသည်ဥဖူသိမ့်ဂျော်ဆယ်မဲတို့တွင်သားသမီး9ယောက်ရှိရာပူဆန်ဖဲမှနုညာဖြစ်ပြီးမိဘများဟာငုံရင်းလွယ်ဘွက်ချားရွာမှ အရှိဘက်မဲတော့ရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်ဆယ်ဖဲရဲ့ရောက်ဖကိုလုံးမှာတာစီမြို့တရီကုမ္ပဏီပိုင်ရှင် ဂျာမန်အမျိုးသားမစ္စတာဒရစ်ထံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်းခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာဒရစ်ကစံဖဲကိုမွေးစား၍ကြောင်းထားပေးခဲ့ပေမဲ့လေးတန်းနာနေခဲ့ရပါတယ်။စံဖဲကို မစ္စတာဒရစ်ကအမဲလိုက်ရာသို့ခေါ်၍တနက်ပြစ်သေးပေးခဲ့ရာများမကြာမီပင်စံဖဲမှာလက်ဖြောက်တနက်သမားပမာတနက်ပြစ်ကျွမ်းကျင်လာပြီးရင်းနောက်စံဖဲဟာမဲတော့ရွာမှဦးစံလဒေါ်မဲလာတို့ရဲ့သမီး မသယင်နဲ့အိမ်အောင်ကြခဲ့ပါတယ်။မသယင်ဟာရုပ်ရည်ချုံမော်လှပတာကြောင့်ရွာရဲ့ကောနောက်ကိုင်းဖြစ်ပြီးမသယင်ကိုမဲတော့ရွာတကြီးဦးရပါရဲ့သားငပုဆိုသူကတစ်ဖက်သက်ချက်ကြိုက်နေရမှစံဖဲကမသယင်ကိုလက်ထပ်ယူခဲ့တာကြောင့်ငပုမှာစံဖဲအပေါ်မကြေမနက်ဖြစ်နေခဲ့ပါတယ်။သူစဉ်အသွင်းသားစီမျိုးတွင်ဓမြမှုတစ်ခုဖြစ်ပွားခဲ့ပြီးဓမြများထံမှ သူမိတဲ့နဲ့တက် တေးစီရမိကထိုတနက်မှာတရေကုမ္ပဏီပိုင်ရှင်မစ္စတာဒရစ်အိမ်မှာပျောက်သွားတဲ့တနက်ဖြစ်နေခဲ့ပါတယ်။ဒါနဲ့ငပုကနေချက်ပလိတ်များနဲ့ပေါင်းကဆန်ဖဲအမတင်ငါမှုဖြစ်ဂျုံတော်၍ထောက်၆လချလိုက်ပါတယ်။ဆန်ဖဲထောင်ကျနေခဲ့ငပုကမသိရီအားအရယူလို့၍မသိရီရဲ့မိဘများကို အမျိုးမျိုးဒုက္ခပေး၍နှိပ်စက်ပြီးနောက်ဆုံးမှာတော့မသိရီကိုဆန်ဖဲထံ ။ဟွာရှင်းစာတောင်းကိုင်းကမသိရင်အသိပိုက်လိုက်ပါရတယ်။မဲရောရွာတကြီးရဲ့တာငပုဟာစံဖဲထောင်မှပြန်လွတ်လာလျင်မိမိအားပြန်လဲဒုက္ခပေးမိရန်ကိုကြောက်ရွံ့သဖြင့်ကျူတေကာကွယ်သည့်အနေဖြင့်အင်္ဂလိပ်အလူတော်ရှိအရာရှိအချို့နှင့်ပူးပေါင်းကာစံဖဲအားအတူးလူစိုးစီရင်ဝင်ဖြစ်လာစေရန် လက်ပေးဖန်တီထားလိုက်ပါရ။တဖန်စံဖဲအားမဲရောရွာ၌ပြန်လဲနေထိုင်ခွင့်မပေးဘဲတဲရောမြို့နယ်စူပန်ကျေးရွာသို့ အသူစီဝင်လူစုအဖြစ်ပြောင်းရွှေ့ထားရန်စီမံထားခဲ့ပြန်ပါတယ်။ဤသို့မတရားပြုခံရသဖြင့်စိတ်နာကြီးနေတဲ့ဆံဖဲဟာထောင်မလွတ်လာကတာကရရွာရောက်နေခိုက်ဆံဖဲအားရာဇဝတ်အုပ်ဦးညီမောင်က1926ခုနှစ်ဒီဇင်ဘာလ3ရက်နေ့တွင်ဖမ်းဆီး၍စစ်ဆေးရန်တာကရရွာတကြီးဦးလာပါအိတ်တို့ခေါ်ဆောင်လာခဲ့ပါတယ်။တကြီးကတော်တော်နန်းတွင်ကရာဇဝတ်အုပ်စားရန်မြေပဲလိုနှင့် ။နဖက်ရေချမ်းချထားရာစံဖဲကကောက်ယူစားလိုက်တာကြောင့်ရာဇဝတ်အုပ်ဦးညီမောင်ကပရခန်စားရင်မဟုတ်လို့ငေါက်တဖြစ်စံဖဲကစိတ်မထိန်နိုင်တော့ပဲသူနဲ့နှစ်တောင်ကွာလောက်မှရှိတဲ့ဓာကိုယူပြီးလက်ထိတ်ခတ်ထားတဲ့လက်နှစ်ဖက်ဖြင့်စုံကိုင်းကဦးညီမောင်ကိုခုတ်တတ်လိုက်ပါတယ်။အဆောက်အဖြစ်လိုက်ပါလာတဲ့ပလိတ်ငကြွယ်မှလည်းစံဖဲရဲ့ဓာချက်မိ၍ထွက်ပြေးသွားရာ ထိုနေ့မှစ၍စံဖဲဟာဝရံပြေးတုံးဖို့ဖြစ်သွားပြီး ဗန်နူလာသတင်းစာတိုက်ကလည်းအထူးသတင်းထောက်များလွှတ်၍စံဖဲကိုဗန်နူလာသတင်းစာတွင်အပတ်စဉ်တခန်းတနာထဲသွင်းရမှစံဖဲရဲ့သတင်းဟာဟိုးလေးတကြောကြောဖြစ်သွားပါတော့တယ်။အစိုးရကစစ်ပလိတ်များလွှတ်ကားစံဖဲကိုဖမ်းဆီးပေမဲ့မမိပါ။ဖမ်းလေမမိလေဖမ်းလေမမိလေဖြစ်လာရမှတဖြည်းဖြည်းအခြေကြလာတဲ့အခါစံဖဲအားဖမ်းမိသူကိုစုငွေ9000ပေးမယ်လို့ထုတ်ပြန်ရတဲ့အထိ စံဖဲဟာဝရံပြေတော်ဘုတ်ဖြစ်လာပါတော့တယ်။ထို့သို့စံဖဲတည်င်းကြည့်နေစဉ်ဗန္နူရတည်င်းစာကြားနေတို့ကစံဖဲတဏ္ဍာယီဟု၍၎င်းစံဖဲဇာတာဘေးရင်ဟောစတတ်ဟု၍တဖုံစံဖဲတပုံစံဖဲမိခင်တပုံစံဖဲနေရခဲ့တဲ့ကြောင်းပုံစသဖြင့်စုံလင်းစွာဖြင့်စာဖဲတရင်ကိုတခန်းတနာရေးလာပါတော့တယ်။ပသိဥပသောဆိုသူကလည်းအင်္ဂလိပ်ဒန္တာရေးပါသုံးပုံးကြီးရောဘင်းရဲ့အကြောင်းကိုဘာသာပြန်၍ ဘန်နူလာတည်င်းစားတွင် အပတ်စဉ်ထက်ကစံဖဲကိုတောဘုတ်ကြီးရော်ဘင်နှင့်နှိုင်း၍ချီမြောက်ခဲ့ပြန်ပါတယ်။ထိုမြတ်မကသေးပဲဘန်နူလာတည်င်းစားနှင့်ဂျာနယ်တိုက်ပိုင်ရှင်ဘန်နူလာဦးစိန်ကလည်းသတို့စိတ်ကလောင်ခွဲဖြင့်စံဖဲအကြောင်းကိုဝတ်ထုရေး၍ချီမြောက်ခဲ့ကဆရာကျင်ခဲနှင့်နန်းတော်ရှိဆရာတေနူးကလည်းစံဖဲတစ်ချိန်ကိုရေး၍တိုင်းပြည်ကိုဖျက်လိုက်ကြပါသေးတယ်။ဆရာကြီးတခင်ကိုတော်မိုင်းမှစံဖဲနဲ့ပတ်သက်တဲ့ ပုံရောနိုင်မောကွန်ဒီကားတွေ၎င်းသရုတ်ဒီဗီနီဆောင်းမများတွေ၎င်းစံဖဲအကြောင်းဆောင်းမကိုရေးသားပြီးတဖန်ဆရာကြီးဟာဒူဝမဂဇင်းတွေစုံတော်မူမှန်းအမည်ဖြင့်စံဖဲရဲ့မျိုးရိုးနဲ့ပတ်သက်တဲ့အကြောင်းကိုလည်းရေးသားခဲ့ပြန်ပါတယ်။ထို့အချိန်မှစပြီးစံဖဲရဲ့သတင်းဟာမြန်မာတိုင်းငံလုံးတွေပိုလီတကြောကြောဖြစ်သွားခဲ့ကစံဖဲကလည်းတာဂရရွာမှာထွက်ပြေးပြီးတောပုံမွားဖြစ်တရွာရဲသားငနီး ချစ်ကောင်းကံကြီးမောင်တို့နဲ့အတူတောပုံဘဝဖြင့်အင်္ဂလိပ်အလူတော်ရှိလက်ပါစင်များအားဒုက္ခအမျိုးမျိုးပေးလေပါတော့တယ်ပလိတ်စေရိုးရဲ့မြင်းနှစ်တနတ်အားအိဘောတက်သိန်းချင်းနှမ်းကန်တကြီး ဥပန်းရည်ရဲ့တနတ်အားလူယူချင်းစတီများကိုစက်တိုက်ပြုတ်လုခဲ့ပြီးစံဖဲဟာမရခုံးငပုအားတတ်ရန်အတွက်အသိရဲစွာတာစီမျိုးပေါ်ထိတက်ရောက်လာခဲ့ပါတယ်စံဖဲဟာတာစီနယ်ပိုင်းဝေါ်ထုတ်ဦးအောင်ကျော်အရှိအနီးမှာ တနပ်ပြစ်ဖောက်ထွက်သွားလိရှိကသတိရှိပြီးလက်ဖြောက်တဲ့စံဖဲကိုပလိတ်တို့ကအထွက်ရမတိုက်ဝတ်ပဲဖြစ်နေကြပါတယ်။စံဖဲလဲမရခိုးငပုအားတတ်ရမအောင်မြင်တဲ့အခါမဲရောရွာနေငပုရဲ့အမတော်သူမပုအား1928ခုနှစ်ဇန်နဝါရီလ29ရက်နေ့ညချိန်ခါတွင်တနပ်ဖြစ်ပြတ်သက်သွားတာကြောင့်ပလိတ်တို့လည်းနှလုံးပြူမျက်စံပြူဖြစ်ကြရပြန်ပါတယ်။ စံဖဲကို အမိဖမ်းနိုင်သူအားစုတော်ငွေ9000ကျပ်ထုတ်ထားတော်လဲမိသူမြမဖမ်းဖို့ပဲဖြစ်နေကြပြီဤကဲ့သို့စုတော်ငွေထုတ်ပြန်ထားသည်ကိုတံပြန်သည့်အနေဖြင့်စံဖဲကလည်းမရခိုးငပုနှင့်တာစီနယ်ပိုင်ဝေါ်တောက်တို့ရဲ့ဦးကောင်းကိုရရှိအောင်မိမိအားကူညီလျင်စုတော်ငွေတထောက်ကျပ်ပေးမယ်လို့သစိန်နဲ့ငွေစကူးတွေရေး၍တာစီမြို့ပိုင်ရုံးတွေရဲရဲဝော့ဝော့ကထားလိုက်လေပါတယ်ထိုအချိန်မှစပြီးစံဖဲက အင်္ဂလိပ်အစိုးရအာစိတ်ခေါ်ရမှဘူဆန်ဖဲရဲလို့အမည်တွင်လာလေးပါတယ်။သောဘုတ်ကြီးဆန်ဖဲမှာသောမုတ်ဘဝတွင်မဲရော့ရွာမှချစ်သူမောင်ငွေနူအိမ်တို့ညအခလားလေးရှိကြောင်းတည်ရင်ရှိထားတာကြောင့်မိထီလာအပိုင်မှရာဇဝတ်အုပ်ဝနုတ်ကလေးအောင်ကျော်မိုးရာဇဝတ်အုပ်ဥရွှေခဲရာဇဝတ်အုပ်ဥရွှေအောင်နှင့်ပလေးတပ်ဖွဲ့ဝင်များဟာ1928ခုနှစ်မတ်လ23ရက်နေ့ညတွင်မဲရော့ရွာသို့ စံဖဲအားဖန်ဆင်းရင်ရောက်ရှိလာကြပါတယ်။မဲတော့ရွာရှိ၎င်းရဲ့ချစ်သူနေအိမ်တို့အလားပလိအဖွဲ့နှင့်ဘူစံဖဲတို့ရင်ဆိုင်တိုက်ခိုက်ဖြစ်ပွားရာရာဇဝတ်ဝန်တော့အောင်ကျော်မိုးဟာလက်တွေတနက်တန်းရရရှိပြီးပလိတ်သက်သားချစ်မိုးမှာဘူစံဖဲလက်ချက်ဖြင့်တေဆုံသွားကဘူစံဖဲမှာမိတိတန်းရမမရရှိပဲလွတ်မြောက်သွားလေပါတယ်။ဒီလိုနဲ့ဘူစံဖဲဟာသုံးဘဘဝဖြစ်ကြောက်စဲခရိုင်ယမဲသေးခရိုင် မိတ်ချီလာခရိုင်အတွင်းသွားလာလှုပ်ရှားပြီးအင်္ဂလိပ်တို့ရဲ့လက်နက်တပ်ပလိတ်တပ်ဖွဲ့အားနှီးမျိုးစုံဖြင့်ဒုက္ခပေးလေပါတယ်။ဘူဆန်ဘဲဟာဤကဲ့သို့စပလိတ်များစုံထောက်များဝန်းရံချထားကြည့်ကြမှရုပ်အမျိုးမျိုးပြောင်း၍တာစီမျိုးပေါ်တက်၍သပင်ညက်ခြင်းတစ်ဖက်ရည်တောက်ခြင်းညောင်ရဲစေးသွားခြင်းရွှေကူကြီးဖျားပွဲလာခြင်းစသဖြင့်ဝင်ရောက်သွားလာက ပလိတ်များအားလက်တလုံးချလှဲ့စားသွားလိမ့်ရှိပြီး 1929ခုနှစ်မလ15ရက်နေ့ညတွင်ဘူဆန်ဖဲဟာရွှေရည်မြော်ဖျားပွဲတို့လာမည်ဖြစ်ကြောင်းကြိုတင်တင်လွှတ်ထားလိုက်ပါတယ်။အစိုးရဘက်ကလည်းရွှေရည်မြော်ဖျားပွဲအတွင် ပလိတ်များထူထပ်စွာ လုံခြုံရေးချထားသည့်ကြားကပင်ဘူဆန်ဖဲမှ ရုပ်ဖြစ်ပြီးရွှေရည်မြော်ဖျားအားအေးအေးဆေးဆေးဖူးမြော်ကပန်းစီမီကတ်လူပူဇော်၍ဖျားရွှေချကပြန်လဲထွက်ခွာသွားသည်ကိုမိသူမြတ်မသိလိုက်ကြပါဘူး။ ဘူဆန်ဖဲကအဝေးရောက်မှတနက်ဖောက်၍အတန်ပေးလိုက်ကားမှဆန်ဖဲပွဲတော်အတွင်သို့လာသွားကြောင်းပလိတ်တို့သိရှိကြရပါတယ်။ဘူဆန်ဖဲအားထုတ်ပြန်ထားသော စုတော်ငွေကိုမှတ်ပြီးလိုင်စစ်တနက်ကင်ထားသူဝမ်းနှွေးမြို့မှနေချက်အစိုးရအလိုတော်ရှိရှေ့နေဥရွှေပြိုင်နှင့်စရေကြီးဥသက်ထွန်တို့ဟာဆန်ဖဲအားဖမ်းရန်တကရရွာမှဥသက်ထွန်ရဲ့ညီတော်ဝဲတော်သူကိုကန်ဆာရဲ့အိမ်သို့1929ခုနှစ် မေလ9ရက်နေ့တွင် လာရောက်စုဝေးကြပါတယ်။ဒီသတင်းကိုဘူဇံမဲကကြားသိထားတာကြောင့်ကိုကန်ဆာရဲ့အင်ဂိုဝင်းရောက်တိုက်ခိုက်ရာ ရှစ်နေကြီးဥရွှေပြိုင်မှာစုငွေမရလိုက်ပဲဆန်ဖဲလက်ချက်ဖြင့်အသက်ပါသွားပြီးစီရီကြီးကိုသက်ထောနှင့်ကိုကန်ဆာတို့မှဒဏ်ရန်ရကကိုသက်ထောရဲ့ဇနီးမပူမှာတော့အချောင်တည်ဆုံသွားခဲ့ရပါတယ်။သောပုတ်ကြီးဘူဇံဖဲရဲ့ရဲစွာတက်တိကြောင့်နယ်ချက်အစိုးရမှလည်း ိတ်ခါကြဆင်းပြီးကြဆင်းလာက လုံခြုံရေးပါတိခိုက်လာတာကြောင့်သားစီတွင်ပလိတ်သက်ဖွဲ့များစုပေါင်း၍စီမံချက်ချကအမီးအယဖန်းစီရေးအတွက်မြင်းစီပလိတ်သက်ဖွဲ့များဖြင့်တော်နှင်းကပတ်စိတ်တိုက်ရှာဖွေကြလေပါတယ်။ဘူဆန်ဖဲကလည်းလော့မြောက်နေကအစိုးရအမျိုးမျိုးနှောက်ရွှေ့နေသည့်ဖြင့်ကျွေမနိုင်ကြည်မီးနှင့်ရှို့ဆိုသလိုဘူဆန်ဖဲဝင်ထွက်သွားလာရာ ကြေးရွာများကိုအစိုးရကအမျိုးမျိုးနှိတ်ကွက်လေပါတော့တယ်။ ဘူဆန်ဖဲအားဖန်ဆင်းနိုင်ရဲ့အတွက်ကြီးရွာများကလာရောက်တပ်စခန်းချနေတဲ့စစ်ဘာဒီစစ်ပလိတ်များအတွက်ချင်းရင်ကြက်ခင်းချစ်စရာတွေကိုရွာသားတွေကနေ့စဉ်ပို့ပေးနေရယုံမြမကလဲကူလီလူကူလီလိုက်ရလောနာကြောင့်ကြီးရွာသားတို့မှလည်းမိမိတို့အလုပ်ကိုမိမိတို့မလုပ်နိုင်တော့တဲ့အပြင်ဘူဆန်ဖဲထွက်ပြေးလွတ်မြောက်သွားခြင်းဟာတာကရရွာသားများကတကြီးကိုအကူအညီမပေးခြင်းကြောင့်လို့ဆိုကာ ကြေးရွာအပ်ဥပဒေပုံမှန်33အရတရွာလုံးကိုဒဏ်ဝင်665ကျပ်ဒဏ်ရိုက်လေးပါတော့တယ်ဒီလိုနဲ့1928ခုနှစ်ဩဂုတ်လ25ရက်နေ့ကြာရာပတိနေ့မှာတာစီမြို့နယ်မောင်းမဆဲရွာအနီးတော်တဲတွင်တနတ်ကောင်အောင်၍မြက်ဖျားယောဂါဖြင့်လဲနေတဲ့ဘူဆန်ဖဲကိုအစိုးရတပ်များကတော်နေရှာဖွေပေမဲ့ရှာမတွေ့ပဲဖြစ်နေရာဘူဆန်ဖဲကပလိတ်ကိုလက်ရက်ခေါ်ကား ငါဆန်ဖဲဖြစ်တယ်လို့ပြောပြီးသူကိုယ်တိုင်အဖမ်းခံကားမှဖမ်းမိနိုင်ပါတော့တယ်။အစိုးရအစွမ်းကြောင့်ဖမ်းမိခြင်းမဟုတ်ဘဲငှက်ဖျားရောဂါကြောင့်တာဘူဆန်ဖဲအားဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ဒေါ်ဘုံကြီးဘူဆန်ဖဲရဲ့အမှုကိုမိချီလာမျိုးတရားရုံးတွင်တရားသူကြီးမစ္စတာမီကနိုဦးဆောင်၍တနှစ်အကြာဆက်ဆေးခဲ့ပြီးဘူဆန်ဖဲအမှုတွင်ပါဝင်ခဲ့ကြတဲ့ကံကြီးမောင်နှင့်ငနီတို့ကိုအားပေးကူညီပူးပေါင်းမှုဖြင့် ထောင်နဲ့42နှစ်စီကြခန်းရန်စီရဲချက်ချခဲ့ပေမဲ့နောက်ပိုင်းတွင်အယူခံဝေနာကြောင့်ကံကြီးမောင်ကုန်းထောင်နဲ့20အဖြစ်ပြောင်းလဲတက်မှတ်ပေးခဲ့ပါတယ်။ဘူဆန်ဖဲကုံမူပြစ်မှုထင်ရှားတယ်လို့ဆိုက1928ခုနှစ်အေဘီလာ17ရက်ဗုဒ္ဓဟူးနေ့တွင် အသက်22နှစ်အရွယ်ဘူဆန်ဖဲအားနနက်6နာရီခွဲအချိန်တွင်မြင်းချံထောင်အတွင်ကျိုးပေးကွမြင့်လိုက်တယ်လို့ဆိုရင်းဒီဗီဒီယိုလေးအစောတက်လိုက်ပေးရစီရှင်။ ။နောက်များမှာလည်းဒီလိုဗဟုသုတရစေမဲ့တမန်အကြောင်းအရာများကိုထပ်မံတင်ဆက်ပေးသွားမှာမို့ follow and subscribe လဲလုပ်သွားကြပါအောင်နော်။